ချန်ပီယံလီပွဲစဉ်အဖြစ်လေးပွဲကစားထားပြီးတော့၃ပွဲအနိုင်ရရှိထားပြီးတပွဲရှုံးရလဲနဲ့အတူဇယားအဆင့်၈မှာရပ်တည်နေပါတယ်။တစ်ဖက်က PSV အသင်းကတော့တပွဲနိုင်၂ပွဲသိရတပွဲရှုံးရလဲနဲ့အတူဇယားအဆင့်၈မှာရပ်တည်နေတာကိုတွေ့ရပါတယ်။ PSV အသင်းအနေနဲ့အသင်းကြီးဆိုလို့နာပိုလီအသင်းတစ်သင်းလောက်ပဲတွေ့ဆုံထားပူပြီးတော့အခုတွေ့ဆုံရတဲ့လီဗာပူးကတော့သူတို့အတွက်ကြီးမားတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။တစ်ဖက်ကလီဗာပူးအသင်းအနေနဲ့ကလည်းပြည်ရင်းမှာရလက်တွေကဆိုးရွားနေတယ်ဆိုပေမဲ့လို့ ဥရောပပွဲစဉ်ဒီမှာတော့ FV ရဲ့ဂုံကိုထိမ့်သိမ်းသွားရမယ်ဆိုတာကတကြောင်။တစ်ဖက်က PSV အသင်းအနေနဲ့ကလည်းအရန်ကြီးကောင်းမွန်နေခြင်းမရှိတာတွေကတကြောင်ကြောင့်မလို့စွစုစစ်စစ်နဲ့ကစားမယ်ဆိုရင်တော့တေချာပေါက်အနိုင်ယူသွားနိုင်မယ့်အနေအထားမှာရှိပါတယ်။တခုရှိတာကဒီပွဲစဉ်ကိုအနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့မှလက်ရှိဒီဘက်ဘူးအသင်းတွေ့ကြုံခံစားနေရတဲ့အခက်အခဲတွေအားလုံးကပြေပြောက်သွားမှာတော့မဟုတ်ပါဘူး။ဒီပွဲစဉ်ကိုအနိုင်ရတဲ့တကြောင်မလို့ဆိုရတဲ့အခြေအနေကနေရုံးထွက်လာနိုင်ပြီလို့အထင်မှားနိုင်ပါတယ်။ ါကလုံးဝမဖြစ်တဲ့အချက်တစ်ချက်ပဲဖြစ်ပြီးတော့အထူးကူးဆိုင်သွားရမယ့်ကိစ္စလည်းဖြစ်ပါတယ်။အသင်းအနေနဲ့ကအင်္ဂလန်ပြည်ရင်းလိဂ်ပွဲစဉ်ဒီမှာလည်းရလဒ်တွေကောင်းမွန်အောင်လို့တေချာပေါက်ကိုပြန်ပြီးတော့ဆွမ်းဆောင်ရမှာပါ။မနစ်ကအခြေအနေနဲ့လက်ရှိအခြေအနေကအတော်လေးကိုမှကွာခြားနေတာပါ။ဒီတော့လက်ရှိကစားရမယ့် PSV အသင်းရဲ့ပွဲစဉ်ကိုအနိုင်ရအောင်ကစားပြီးတော့အဲဒီကနေမှတဆင့်အားအင်တွေကိုအရယူပြီးတော့မှနောက်ရှင်ပြိုင်ကစားသွားရမယ့် Premier League ပွဲစဉ်လေးဖြစ်တဲ့ ဝက်ဆမ်ဆန်နာလန်လီအသင်းတွေကိုအကောင်းဆုံးရှင်ပြိုင်သွားဖို့လိုအပ်နေပါတယ်။မနစ်ကလည်းဒီနီးပြားနဲ့ဒီကစားသမားတချို့တဝက်ပါတယ်။အဲဒီနှစ်မှာကလည်းဒီနီးပြားနဲ့မနစ်ကကစားသမားတချို့တဝက်ဆိုပေမဲ့လို့လဲမတူညီတဲ့စိတ်ဓာတ်တွေခံယူချက်တွေကတော့အများကြီးစကားပြောသွားတာဖြစ်ပါတယ်။ပွဲစဉ်တစ်ပွဲကိုအနိုင်ရရှိဖို့အတွက်ဆိုလို့ရှိရင်ကစားသမားတွေရဲ့စိတ်ဓာတ်ခံယူချက်တွေကအမြင့်ဆုံးရရှိနေဖို့လိုအပ်ပါတယ်။လက်ရှိပြီးဆုံးခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင် နီးပြကနီးစနစ်ပိုင်းဆိုင်ရာမှားယွင်းမှုတချို့ပြုလုပ်ခဲ့တယ်ဆိုပေမဲ့လို့လည်းကစားသမားတွေရဲ့ပွဲစဉ်အပေါ်အပြည့်အဝအားစိုက်ကစားခြင်းမရှိတဲ့အခိုက်အတန့်တွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒါရီကလုံအောင်ကိုပြင်ဆင်တင်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။အသင်းရဲ့ကစားပုံပြောင်းလဲဖို့အတွက်ကစားသမားအသစ်ခေါ်ယူမှုတွေပြုလုပ်နိုင်မယ်ဆိုပေမဲ့လို့လည်းဒါကစောင်းစည်းကွက်မှာမှပြုလုပ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်မှာလည်းပွဲစဉ်ကောင်းတွေအများကြီးကိုရှင်ပြန်သွားဖို့ရှိပြီးတော့အသင်းရဲ့ကစားပုံက ရုတ်တရက်ကြီးကောင်းလာဖို့ဆိုလို့ရှိရင်ကစားသမားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပြောင်းလဲဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒီအချက်ကို PSV အသင်းနဲ့ပွဲစဉ်မှာစတင်သွားရမှာဖြစ်ပြီးတော့အထူးဂရုပြုရမယ့်အချက်ကတော့ Anfield လိုနေရာမျိုးမှာ PSV အသင်းကိုတော့လုံးဝခြေချော်ပြီးတော့မရှုံးနိုင်သွားဖို့ပါပဲ။ဒီလိုမျိုးသာရှုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကတော့ထင်မှတ်မထားတဲ့ကိစ္စရပ်တွေကလည်းအများကြီးထပ်ပြီးတော့ဖြစ်ပေါ်လာနိုင်တယ်။ M slot ဥဆောင်လာမယ့်ကစားသမားတွေအနေနဲ့ကလည်းဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဘယ်နည်းလမ်းကိုပဲတုံတုံလုံးဝကိုမှခြေမချော်ဖို့မျှော်လင့်နေရတာဖြစ်ပါတယ်။ ဒီလိုမျှော်လင့်ရတယ်ဆိုတာကလည်း Amslot အတွက်ဖြစ်ပြီးတော့မှလီဗာပူးလိုအသင်းကြီးတစ်သင်းမှာကင်တွယ်နီးပြနေရတဲ့နီးပြမျိုးတွေအတွက်အမားတွေကိုလိုရာထက်ပို့ပြီးတော့ပြုတ်လုံလို့မရဘူးဆိုတာအလုံးသိထားကြတာကြောင့်ပါပဲ။ဒါကို Amslot လည်းကောင်းကောင်းသိပါလိမ့်မယ်။ဒီတော့လီဗာပူးအနေနဲ့ PSV အသင်းကိုပုံမှန်ဟန်နေကြတဲ့ကနေပွဲထွက်တဲ့ကစားဟန်နေအတူကစားသွားနိုင်စေဖို့ပဲညှော်လင့်လိုက်ရပါတယ်ရှင်။